ဆင်းရဲလေးလေးစားတာနေတာထိုင်တာပစ္စည်းတိုင်းကဈေးကြီးလေးလေးပဲတထွေးဖြစ်သွားရင်ဘာဝဝဲဈေးမကြီးတော့ဘူးဒါမို့ငပြင်းလုံနေနဲ့အားလုံးမင်္ဂလာပါကျွန်တော်ကြွကြောင်းမှာ motorbike order customer service trainer gorilla marketing coach တောင်ဖြစ်ပါတယ်အားလုံးတိကျတဲ့အတိုင်းကိုယ့်ရဲ့ဘေးဘက်ဝန်းကျင်မှာကြည့်ကြည့်ပါဆင်းရဲတဲ့သူတွေကိုပထမအဦးဆုံးအရင်ဦးဆုံးကြည့်ကြည့်ပါသူတို့ဟာဘာပစ္စည်းပဲဝဲဝဲဒါလေးကဘယ်လောက်ရှိလဲဥပမာကိုယ့်ရဲ့နေအိမ်ထဲကိုအလဲလာတယ်ဆိုပါတော့ ရေခဲတက်တာလေးမြင်ဟဲ့ဒါလေးကဘယ်လောက်ရှိလဲဒါက9သိန်းလို့ကိုကပြောလိုက်မယ်ဆိုရင်ဟဲ့ဈေးကြီးလိုက်တာဈေးများလိုက်တာအဲ့ဒီလိုမျိုးပြောဆိုတဲ့နေတချို့ကြားဘူးကြပါလိမ့်မယ်ဒါကတော့တဖက်လူရဲ့ဝင်ဝင်နေတာသူ့ရဲ့စင်းရဲချမ်းသာမှုပေါ်မှာမူတည်ပြီးမှတဖက်မှာဝယ်မဲ့ကုန်ပစ္စည်းဈေးနှုန်းကဈေးကြီးနေလားဈေးနည်းနေလားဆိုတဲ့တယောက်နဲ့တယောက်ပြောဆိုတာကအဖြေချင်းတူမှာမဟုတ်ပါဘူးစင်းရဲတဲ့သူတွေကတော့ဘာကုန်ပစ္စည်းပဲနေနေသူ့ရဲ့စိတ်ထဲမှာသူ့ရဲ့ပြောစကားက အကုန်လုံးစည်းကြီးနေမှာပါပဲဒါကကျွန်တော်ကအရင်စင်းရတဲ့သူတွေကိုမတနာလို့ပြောနေတာမဟုတ်ပါဘူးဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေကိုအချိန်မြင့်ငပြင်းလှုပ်ပြီးရီတာကိုအချောင်လိုက်နေမှာဆိုလို့ပါတချို့ဆိုရင်ဘာကုန်ပစ္စည်းပဲနေနေသူတို့မှာအင်ဂျင်လေးတွေဝယ်ဖို့တောင်းမှဟဲ3000ဝဈေးများလိုက်တာ2000ဝဈေးများလိုက်တာအဲ့ဒီလိုမျိုးဒီကာလနဲ့ကန့်ညီတဲ့ဒီကာလမှာဈေးမကြီးတော့တဲ့ကုန်ပစ္စည်းတောင်မှသူတို့ရဲ့စိတ်ထဲမှာအရာရာတိုင်းဈေးကြီးနေတာပါ ကတော့သူတို့ရဲ့အလုပ်သူတို့ရဲ့ဝင်ငွေတွေနဲ့လည်းတက်ဆိုင်တာပေါ့နော်ကမ္ဘာကျော် Apple ကုမ္ပဏီကနေမှပြီးခဲ့တဲ့ရက်ပိုင်းကပဲ iPhone 70 Pro Max ကိုစတင်မိတ်ဆက်လိုက်ပါတယ်အဲ့လိုမျိုးစတင်မိတ်ဆက်လိုက်တဲ့အချိန်မှာပထမဆုံးငွေတဲ့သူကမြန်မာနိုင်ငံသားပဲဖြစ်ပါတယ်အဲ့လိုမျိုးမြန်မာနိုင်ငံသားချီပဲပထမဦးဆုံးဝယ်တဲ့ customer အဖြစ်ရည်တည်ခွင့်ရတာကနှစ်နှစ်သက်ရှိနေပါပြီ။ ဒါကတော့ပထမအဆုံးဝယ်တဲ့ customer ကိုပြောတာပါအဲ့နောက်မှလည်းမြန်မာနိုင်ငံသားတွေအခုဆိုရင်တော့ line မှာတင်ပြီးမှကြွေကြတယ် line မှာတင်ပြီးမှကြွားကြတယ် iPhone 70 Pro Max ဝယ်လိုက်ပြီးလိမ္မော်ရောင်လေးနဲ့ငါကတော့ iPhone 70 Pro Max ဝယ်လိုက်ပြီးဆိုပြီးရင် line မှာကြွေကြတဲ့ line မှာကြွားကြတဲ့သူတွေလည်းတူးနဲ့ဒေးပါပဲအဲ့လိုမျိုးပတ်စံရှိတဲ့တတိတွေကိုကြီးကြီးလိုက်မယ်ဆိုရင်သူတို့ရဲ့ဝန်ငွေက iPhone 70 Pro Max က380ကျော်ရင်လည်းကြိုင်ပါပဲ300လောက်ကျရင်လည်းကြိုင်ပါပဲသူတို့တို့ကတော့ ဘာဝယ်ဝယ်စိတ်မကြီးတော့ပါဘူးသူတို့ရဲ့နေမှုထိုင်မှုသူတို့ရဲ့သုံးဆွဲတဲ့ကုန်ပစ္စည်းသူတို့ရဲ့တကူကြီးတကာရအသုံးစိတ်အလုံးကဘာဝယ်ဝယ်သူတို့ရဲ့စိတ်ထဲမှာစိတ်မကြီးတော့ပါဘူးဟာဒီလောက်ကတော့တက်နိုင်နေဝယ်လိုက်ဈေးဦးမမေးနဲ့ရကြရင်ဝယ်လိုက်ဆိုပြီးရင်ငွေအစင်တင်ထုတ်ပေးမယ်ငွေအစင်တင်သုံးဆွဲလိုက်တဲ့တတိတွေကဒုနဲ့ဒီပါပဲအဲ့ဒါကြောင့်မလို့ဒီဘလူးချင်းနေတဲ့မိတ်ဆွေကိုရီတာခိုပြီးငပြင်းလုံမနေနဲ့လို့ပြောတာပဲဖြစ်ပါတယ် ဘယ်မျိုးမှပဲဖြစ်ဖြစ်ဇီဝစင်နာရီကိုတွားလိုက်မယ်ဆိုရင်ကိုကရကျင်တဲ့ပစ္စည်းရှိရင်တခါတည်းချင်းောင်းနေကိုတခါတည်းထဲဝယ်လိုက်တာမျိုးဈေးမမေးတော့ဘူးဈေးကထားတာကိုမကြည့်တော့ဘဲနဲ့တခါတည်းဝင်နိုင်မှုဆိုရင်ကိုလက်ထဲမှာပတ်စံများများရှိနေဖို့လိုပါတယ်ကိုကဒီထက်မကအစပေါင်းများစွာချမ်းသာနေဖို့လိုပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကနေမှုထိုင်မှုဘာကုန်ပစ္စည်းပဲဝယ်ဝယ်စင်းရဲလီလီဈေးကြီးလီလီပဲလို့ပြောတာပဲဖြစ်ပါတယ်ဒါနဲ့တရင်ကောင်းတစ်ခုပြောစရာရှိတယ် အောင်မြင်မှုဆောင်လောင်နေသူတွေအတွက်မဂ္ဂရီပညာဒါနတင်နန်းကိုဒုတိယအကြိမ်မြောက်ဖွင့်လှစ်ဖို့ကျွန်တော်ကြကြောင်ကစီစဉ်ပေးထားပါရတယ်။ရစ်တင်နန်းကိုမြန်မာတနိုင်ငံလုံးကနေဖုန်တုံမုတ်လက်တော့နဲ့ကိုယ့်အင်္ဂါနေပဲအလိုတကူတက်ရောက်နိုင်အောင်လို့အွန်လိုင်းကနေစီစဉ်ပေးထားတာပါမဂ္ဂရီပညာဒါနတင်နန်းကိုဘယ်သူတွေတက်ရောက်တယ်လဲဆိုရင်ဘာရှိစစ်လောက်ရမလဲဆိုပြီးလမ်းစားပြောင်းနေတဲ့သူတွေလက်တလုံးမှာလုပ်ငန်းကျင်းပနေတဲ့သူတွေလာမယ့်2026ခုနှစ်အတွက် personal life နဲ့စီးပွားရေးမှာပို့ထုတ်ပြီး marketing plan စွဲချင်တဲ့သူတွေ လက်ရှိရောင်းဝတဲ့ပိုတိုတက်ပြီးအမြတ်ငွေပူရှာခြင်းတဲ့သူတွေတက်တော့မားကတ်တင်းကိုထိုးပေါက်ခြင်းတဲ့သူတွေစတဲ့သူတွေတက်ရောက်တဲ့မှာတယ်အဲ့ဒီတင်တဲ့အတွက် certificate ကြီး9900ကျက်တာပေးတွင်းရမှာပါဒီကလမှာစီဝိုင်းကြတဲ့ကြတဲ့အချိန်မို့ကုန်ကျစရိတ်အနည်းဆုံးနဲ့အထောက်အဆုံဖြစ်အောင်စီစဉ်ပေးထားပါရယ်တနန်းဖူးမရက်ကဘရက်တွေလဲဆိုရင်လာမယ့်နိုမလ23ရက်နေ့ကနေ29ရက်နေ့ထိပါတင်ကြချိန်ကညနေ6:00နာရီခွဲကနေည7:00နာရီခွဲအထိပြပြီးတော့9ရက်တိုင်တိုင်းဇွန်အွန်လိုင်းကနေတိုက်ရိုက်တင်ကြပေးတော့မှာဖြစ်ပါရယ် တနန်းအနန်ဂျင်းတဲ့သူတွေအနေနဲ့ကျွန်တော်ရေကြောကြောင် Facebook Page Messenger နေဆက်တွေ့အနားနိုင်သလို09952963တတက်ခွင့်ဖုန်းနံပါတ်စီမှာလည်းဆက်တွေ့အနားနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒီ project နေတဲ့မိတ်ဆွေအနေနဲ့အမျက်ငွေစတုရှာခြင်းနဲ့ဆိုရင်ကျွန်တော်ရေဒုတိယဂျိမြောက်ဖွင့်လဲမဲ့ marketing ပညာဒါနတင်တန်းကိုတက်ရောက်ကြည့်လိုက်နော်ဒီ video ကမိတ်ဆွေတွေကြိုးရှိတယ်ဆိုရင် like and share လုပ်ပြီးခွင့်မှတ်ပါ yes လို့ရေးပေးခဲ့ပါအောင်